်းမဲမင်္ဂလာပါရှင် C4D YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျွန်မဖတ်ပြပေးမှာကတော့စာရေးဆရာမ Delphin Shren ရေးသားထားတယ် The River of Rangoon ကိုဆရာအောင်အေးရန်ကုန်တက္ကသိုလ်ကဘာသာပြန်ရေးသားထားတယ်ရန်ကုန်မြို့ပေါ်ကတပုံးဆိုတဲ့စာအုပ်လေးထဲကအခန်း3ပြပရောက်နေသူတို့ရဲ့မြို့တော်အပိုင်း1ပဲဖြစ်ပါလေရှင် 2009ခုနှစ်ဖေဖော်ဝါရီနိုင်ဂျယ်ဒုက္ခရောက်တဲ့ကိစ္စနဲ့ပတ်သက်လို့နှွေးရဲ့အမြင်ကတော့သူနဲ့ဘာမှပတ်သက်မှုမှမရှိဘူးဆိုတာပါပဲနိုင်ဂျယ်ကလည်းနှွေးအပေါ်မှာသုံးသက်ထားချက်ရှိပါလေအယူကောင်လို့အဲ့ဒီလိုသူတို့နှစ်ယောက်တယောက်နဲ့တယောက်မကြည်မလင်ဖြစ်နေကြတာဟာနှွေးကိုရဲအထူးသတင်းတပ်ဖွဲ့ထောက်လန်းရေးဘက်ကမလိုက်ခင်၃လလောက် နိုင်ကျဲအဖမ်းမခံရခင် လေးလလောက်ကလေးကဖြစ်ပါလေမဲဆောက်ကိုတိတ်တဆိတ်သွားခဲ့ကြတဲ့ခရီးကအပြန်မှာအဲ့ဒီလိုမကြည်မလင်တွေဖြစ်ခဲ့ကြတာပါယောက်ျားလေးတွေလည်းဖြစ်အာနာရှင် စနစ်အောက်မှာကြီးပြင်းခဲ့ကြသူတွေလည်းဖြစ်လို့တော့ခွန်ကြီးခွန်ငယ်စကားများတဲ့အထီးဖြစ်ခဲ့ကြတာပါဆက်တက်ထားလိုက်တော့ဆက်လီဟာတောင်ရင်းမြစ်ရဲ့အဝါရောင်ရေပြင်မှာမျောပါနေပါတယ် ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့တောအုပ်တွေကြားကလမ်းကြောင်းပေါ်မှာဖြစ်ပါလေ။ဘဲဘဲချမ်းမှာမှောင်ခိုကုန်တင်ကုန်ချစိတ်ကန်းတွေရှိပါလေ။ချွေးတွေနဲ့ပြောင်လဲနေတဲ့ကိုအထက်ပိုင်းဗလာကျင့်ထားတဲ့အလုသမားတွေဟာမြန်မာပြည်ဘက်က လေဝမ်းပြားတွေပေါ်မှာကုန်တင်ရင်ပြပန်းခတ်လှုပ်ရှားနေကြပါလေ။ပုံပစ္စည်းတွေကတော့စက်မှုလုပ်ငန်းသုံးဓာတုဗေဒပစ္စည်းတွေဆိုတာ တစ်တာတွေဘရောဘာဘိုက်အခွေတွေပါအဲ့ဒီနေရာရဲ့နောက်ဖက်မှာတော့ကားအစိပ်ပိုင်းတွေဆက်တဲ့ခြေနင်းစပိန်တွေပယ်ထားတဲ့ electronic ပစ္စည်းတွေစုပုံထားတဲ့လမ်းမကြီးရှိပါတယ်သူတို့ဟာကမ္ဘာပြက်ကိန်းကြုံနေရတဲ့အလားခတ်တုတ်တုတ်ခြေလန်းတွေနဲ့နှမ်းခဲ့ကြပါတယ်အဲ့ဒီနေရာဟာလျှို့ဝှက်နေရာတော့မဟုတ်ပါဘူး တစ်ဖက်ကန်းကဆရာရှိတွေ sorry ပါတစ်ဖက်ကန်းကအရာရှိတွေဒါမှမဟုတ် အရေးပါသူတွေဟာ သူတို့ဖြတ်တန်းသွားလာမှုကိုသိနေတာပါဒါပေမဲ့အဲ့ဒီအရာရှိတွေဒါမှမဟုတ်အရေးပါသူတွေဟာဘယ်အုပ်စုက ဖြစ်တယ်မြစ်ကိုဝိုင်းပတ်တီဆောက်ထားတဲ့ကွန်ကရစ်သတိုင်းတွေမှာဘယ်အပိုင်းဘယ်တိုးဂိတ်မှာတာဝန်ယူထားတယ်ဆိုတာကိုတော့သိဖို့လိုပါတယ် လက်ရှိအခြေအနေမှာအဲ့ဒီလိုနေရာတွေမှာတာဝန်ယူမဲ့အဖွဲ့တွေကတော့ခရီးယန်ဘာသာဝင်တွေအများစုပါဝင်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးစစ်တပ် Karen Nation နဲ့ Liberation Army KNLE အဲ့ဒီစစ်တပ်ကနေခွဲထွက်သွားတဲ့ Democratic ကရင်ဗုဒ္ဓဘာသာစစ်တပ် Democratic Karen Bodish Army DKB နဲ့ တက်မတော်တို့ပဲဖြစ်ပါတယ်တက်မတော်ဟာအဲ့ဒီနေမြေကိုအပြစ်အခက်ရက်စဲရေးနေမြေအဖြစ်သတ်မှတ်ထားပြီးပြန်လည်စည်းရုံးနေတာဖြစ်ပါတယ်အဲ့ဒီတော့ဘသူကစပြီးပြစ်တာခတ်တာတွေလုပ်မှလဲတကယ်တော့ကရင်လူမျိုးတွေရဲ့ပုံကံမှုသမိုင်းဟာ1949ခုနှစ်မှာရန်ကုန်မြို့ကိုသိမ်းပိုက်လူနီအခြေအနေထိရောက်ခဲ့ဘူးတာ ဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ ဘုံနေမြဲကြားနေမြဲဖြစ်သွားခဲ့ရတဲ့အပြင်ကရင်သဘုံတွေဟာရက်တီနေဖို့တောင်မနေကြိုးစားနေခဲ့ရပါတယ်အကင်အတွယ်မတက်တဲ့အစိုးရကလည်းလူမျိုးစုလက်နက်ကင်တွေကိုသူတို့နဲ့အလိုက်သင့်အလျားသင့်နေထိုင်ဖို့ကူတာဖိအားပေးခဲ့ပါတယ်ဒီနေမြေတဝိုက်မှာဆိုရင် DKBA ကိုလက်နက်အပ်ဖို့နိုင်ငံရေးရည်မှန်းချက်ထားဖို့အထီးထီးရက်တီဖို့ တက်မတော်ရဲ့ခြေတပောင်ကျိုးတက်ဖွဲ့ဖြစ်တဲ့နေချားဆောင်တက်ဖွဲ့အဖြစ်လက်ခံဖို့စီယုံခဲ့တာဖြစ်ပါတယ်။မောင်ခိုဈေးွက်တွေကိုဦးစီးနေတဲ့နိုင်ငံတကာအဖွဲ့အစည်းကြီးအနေနဲ့ကတော့ပြောတာပေါ့။ပြည်တွင်းစစ်ရဲ့အကျိုးအမြတ်တွေကို သူတို့ပဲခံစားကြရတာပါ။ကျွန်းတစ်တွေ၊တင်မွေးတွေ၊ Rosewood တွေ၊စံတွေ၊ငချောက်တွေ၊အဖိုးတန်ကြောက်မြက်ရတနာတွေ ုံအမတ်တစိမ့်မရှိတဲ့ခေါင်းလိမ့်စီတွေနဲ့လူရှင်တွေတပည့်နီဆိုငါးခုရတဲ့လက်ဝတ်ယတနာအပေါ်စားတွေပြည်တွင်းကနေပဲထွက်နေတဲ့ဟီရိုအင်းတွေဘိန်းတွေမက်တန်ဖက်တမင်းတွေကအပြင်ကိုစီးထွက်နေကြတာပြန်ဝင်လာမဲ့ secret တွေနှုတ်မုံတွေ brace တွေစက်မှုထုတ်ကုန်အမျိုးမျိုးစုအမျိုးမျိုးတွေကလည်း တာပေါ်လွင်တဲတွေထက်တောင်မြင့်အောင်အဆုလိုက် အပုံလိုက်တရားဝင်မဟုတ်တဲ့စနစ်နဲ့လဲပတ်နေတဲ့စီးပွားရေးဟာမြန်မာနိုင်ငံရဲ့တရားဝင်လဲကြာစာအုပ်တွေထဲကစီးပွားရေးထက်သုံးစားလေးစားလောက်ကိုပုံများနေပါလေ။နေဆက်ဒေတာဖြစ်တဲ့တက်ပြည်နယ်ကထိုင်းရာရှိပြည်ကလည်းဒေတာစီးပွားရေးချောချောမွေ့မွေ့လဲပတ်နေသမျှကာလပတ်လုံးအဲ့ဒီရိုးပေါက်တွေကို မျက်စိတမိတ်မျက်စိတဖက်မှိတ်ထားတာပါချောချောမွေ့မွေ့မဖြစ်တဲ့အချိန်ကာလမျိုးတွေလည်းရှိတတ်ပါတယ်ထိုင်းဘက်ချမ်းမှာတရားမဝင် ရောင်းချမှုတွေကိုစီမံချက်နဲ့ဝင်ရှင်းတဲ့အခါမျိုးမြမအစိုးရဘက်ကငွေစကူတွေကိုတရားမဝင်ကြီးညာလိုက်တဲ့အခါမျိုးတကဘာလုံးစီးပွားပြက်ကပ်စိုက်လို့ကုံစီဈေးနှုန်းတွေမြင့်တက်နေတဲ့အခါမျိုးတွေမှာပေါ့အဲ့ဒီလိုအချိန်ကာလမျိုးတွေမှာ နေဆက်ကိတ်မှာ ကုံထန်းနဲ့ကူလီတွေဒုက္ခရောက်ကြရတော့တာပါပဲအေယာမလေရွန်ဆက်3ရာဘာတိုင်ယာကြီးတွေပေါ်မှာစီးနေလိုက်ပါပြီးထိုင်းဘက်ကန်းကို ကူးတဲ့မြမရွှေပြောင်းလှုပ်သားမိသားစုတွေလည်းရှိတတ်ပါတယ်အဲ့ဒီနီးကဂိတ်တွေမှာအနီစင်ရင်မပေးပဲဖြတ်ကူးနိုင်ပေမဲ့နည်းနည်းတော့ချွေးပြန်ရပါတယ်အဲ့ဒီလိုအောက်ခြေကပိတ်ထားတဲ့ အေယာမရာဘာတိုင်ယာတွေနဲ့မြစ်ကူးတာယာအများဆုံးဖြစ်နေဖြစ်နေပြီမြစ်ကူးတာဟာအများဆုံးဖြစ်နေပြီဆက်လီနဲ့ကူးတာထက်19ဆလောက်အခကြေးငွေတက်တာပါလေဒါပေမဲ့ရင်တထိတ်ထိတ်နဲ့ကူးရတာပါဘာဖြစ်လို့လဲဆိုတော့တိုင်ယာတွေဟာတခါတလေထိမ့်ရသိမ့်ရခက်ခဲပြီးကံမကောင်းရင်တရဝင်းထိုင်းမြန်မာ ချစ်ကြည်ရေးသဒ္ဓါအောက်မျောပါရောက်ရှိသွားတတ်ပါလေတဖက်ကန်းစစ်စည်းဂိတ်ကအရာရှိတွေဟာအဲ့ဒီလိုရောက်လာသူတွေကို အပြုံးနဲ့ကြုံညီတတ်ကြပါလေဒံငွေကတရားဝင်စင်းရင်သွင်းပြီးဖြတ်ကူးရတာထက်ပိုများပါလေနိုင်ရှင်ချက်အရာတော့နွေးနဲ့နိုင်ကြယ်တို့ဆက်လီနဲ့ကူးတာဟာတက်တောင့်တက်တာဖြစ်ပါလေသူတို့ကလည်းမဲဆောက်အထဲချုပ်ဆက်ယုံနေမှာ အလုတ်တောင်းမှု သွားတာမှမဟုတ်ပဲကူလွန်ခဲ့တဲ့9ရက်လောက်ကလေးကသူတို့ဟာဘတ်စကားစီးပြီးရန်ကုန်ကထွက်ခဲ့ကြတာပါဘတ်စကားတွေဟာအနောက်တောင်ဘက်ကိုဥတီခဲ့ပြီး ကရင်ပြည်နယ်ကိုမရောက်ခင်မွန်ပြည်နယ်ကို အရင်ရောက်ပါတယ်ကရင်ပြည်နယ်ကတော့ထိုင်းနိုင်ငံနဲ့နေဆက်ချင်းထိနေတာပါဂိတ်ဝေးကိုဖျက်ဆန်းတိုင်းစစ်ဆေးခံရတဲ့အခါ ူတို့က AACC အဖြေပေးနိုင်ပါတယ်။ဖအံကိုသွားမယ်ပေါ့။ဖအံဟာမွန်ပြည်နယ်ကနေတန်လွင်မြစ်ကိုကြော်လိုက်တာနဲ့ရောက်သွားတဲ့ကရင်ပြည်နယ်ရဲ့မြို့တော်ပါပဲ။နေအကျဉ်ချုပ်6နှစ်ကြာခံခဲ့ရပြီး1995ခုနှစ်မှာလွတ်လာတော့ရန်ကုန်ကနေအပြင်ထွက်ဖို့ပထမဆုံးခွင့်ပြုချက်ရခဲ့လို့အန်တီပထမဆုံးသွားခဲ့တဲ့နေရာပါ။သူမဟာ အိုလူမျိုးဗုဒ္ဓဘာသာဆရာတော်တပါးစီတွားခဲ့တာဖြစ်ပါလေ။ဆရာတော်ဟာမေတ္တာကမ္မထံအောင်ထားတယ်လို့နာမည်ကြီးပါလေ။သူမရဲ့ဖျားဖူးခရီးစဉ်ဟာလမ်းကျန်းတွေပေါ်မှာကားစီးပြီးတွားခဲ့ရတာပါ။ခရီးစဉ်အဆုံးမှာတော့ဆရာတော်ကိုဖူးတွေ့ခွင့်ရပြီးနိုင်ရီအချို့တရားနာခွင့်ရခဲ့ပါလေ။အဲ့ဒီဖျားဖူးခရီးစဉ်ကနေမြန်မာနိုင်ငံအကြောင်းမိတ်ဆက်တဲ့ မြန်မာပြည်ကပေးစာများဆိုတဲ့စာလေးစာလေးဆောင်ဖြစ်လာခဲ့ပါတယ်ဂျပန်နိုင်ငံထုတ်မာအီနီချီနေ့စဉ်သတင်းစာမှာတစ်နှစ်လုံးလုံးဖော်ပြပေးခြင်းခံခဲ့ရပါတယ်သူမဟာမြန်မာနိုင်ငံရဲ့လူမျိုးစုံပြည်သူတွေအကြောင်း တခန်းတနာရေးသားခဲ့ပါတယ်ရန်ကုန်မြို့အနီးအနားကလေကွင်းတွေအကြောင်းအခုလိုရေးသားဖော်ပြခဲ့ပါတယ် ချမ်းပင်တွေနဲ့အဆက်ချထားတဲ့အဆက်ချထားပြီးအဖြူရောင်သရိကံပုံဇီဒီတစုကမနဲ့ခင်းမြူရီအချားမှာတရဖူစောင်းနေပါတယ်တဲ့အဲ့ဒီနေရာကနေဘဲကူရောက်သွားတယ်ဆိုတော့အစိမ်းရောင်နုနုနဲ့တိမ်မွေ့တဲ့စဘာခင်းလှပတဲ့ကြာပင်တွေကပန်းရောင်အဖြူရောင်အပြာရောင်အပွင့်တွေနဲ့ရေကန်တွေရေမြောင်းတွေထဲမှာတင့်လို့ ခရမ်းရောင်ရင့်ရင် တောင်ကုန်းတွေကဒုံဝန်းနဲ့ပုံသဏ္ဍာန်တွေနဲ့နတ်သမီးပုံမြင်တွေတဲကတတ်တတ်တဝါကောင်းတွေအလားဟန်ရီးတွေပြလို့ဆိုတဲ့နေရာကိုရောက်သွားတာပါမွန်ပြည်နယ်မှာ သူတို့ဟာအံ့ဖွယ်ကြိုက်ထီယိုဖျားအနီးဝန်းကျင်ကနေဖြတ်တန်းသွားရပါတယ်ကြိုက်ထီယိုဖျားဆိုတာကြောက်ကဘာစွန်းတစ်ခုပေါ်မှာ ထောင်စုနှစ်နဲ့ချီးပြီးဟန်ချက်ညီတီးရှိနေတဲ့ အီယာမကြောက်တုံးကြီးတုံးပေါ်မှာတည်ထားတဲ့ဇီဒီဖြစ်ပါတယ်။အဲ့ဒီဇီဒီအတွင်းမှာဗုဒ္ဓမြတ်စွာဘုရားရဲ့စံတော်တဆူကိုထာပနာထားတယ်လို့ဆိုပါတယ်။သူတို့ကားမောင်းသွားရလမ်းမှာ ရာဘာစိုက်ခင်းတွေကိုတွေ့တော့လေပြည်အဆက်မပြတ်သွေးနေတဲ့အမြင်တစ်မျိုးထူးတဲ့နေရာတစ်ခုလို့ဖွင့်ညွှန်းခဲ့ပါတယ်။အဲ့ဒီလမ်းဟာတထုံမြို့ကိုဥတီနေတာပါ တထုံမြို့ဟာမွန်ဘီရင်တစ်ပါးနန်းဆိုင်ခဲ့ရာမြို့ဖြစ်ပါတယ်။အဲ့ဒီမွန်ဘီရင်ကို အနိုင်တိုက်ခဲ့တာကပကံဘီရင်အနောယထာမင်းဖြစ်ပါတယ်။အန်တီနဲ့သူမရဲ့ NLD တချို့ပါတဲ့ရင်းနှန်းဟာဖအံကိုရောက်တော့မြေပြင်ကနေတောင်ကုန်းတွေထိုးထွက်လာတဲ့နေမြေလို့စာဖွဲ့ခဲ့ပါတယ်။ကရင်ပြည်သူလူထုနဲ့စိတ်ဆက်မရတဲ့စစ်ပွဲတွေဆင်နွှဲနေခြင်းရဲ့ရက်ဆက်မှုနဲ့ အိုလူမျိုးဆရာတော်ရဲ့ငြင်းအေးမှုတို့အကြားကပဋိပက္ခဟာ သူမရဲ့ကြဗျာဆန်တဲ့စိတ်ကူးတွေအပေါ်ရိုက်ခတ်ခဲ့တယ်ထင်ပါရဲ့တိုင်းပြည်အပေါ်ဖိနှိပ်ချုပ်ချွင်ချုပ်ချယ်နေတဲ့အာနာရှင်စနစ်ကလည်းအသက်ရှူမှားလောက်ပေးတာကိုတာမညနဲ့နီးကပ်လာတာနဲ့အမျှငြင်းအေးမှုကပိုးပြီးနှဆိုင်လာတယ်လို့သူမကရေးဖွဲခဲ့ပါတယ်တာမညဆိုတာ အဲ့ဒီပအုပ်လူမျိုးဆရာတော်ရဲ့ចောင်းသင်ခန်းအမိပါပြီးခဲ့တဲ့နှစ်ပေါင်း90အတွင်းစစ်မြေပြင်ဖြစ်ခဲ့တဲ့နေရာဒေသတွေနဲ့ကျမတို့နီးနီးကပ်ကပ်ရောက်လာနေတယ်ဆိုတာစိတ်ကူးကြည့်ဖို့တောင်ခက်ခဲလာပါတယ်မြန်မာနိုင်ငံကို1948ခုနှစ်ဇန်နဝါရီလမှာလွတ်လပ်ရေးကြေညာလိုက်တာနဲ့တပြိုင်နက်အစိုးရတပ်တွေနဲ့ကရင်တပုံတွေအကြားတိုက်ပွဲတွေဖြစ်ခဲ့တာပါပဲ နိုင်ငံရေးအရာဖြည့်ရှင်းမှုလုံးမပေးနိုင်သမျှတော့ဒီလှပတဲ့တောရိုင်းညီမှာထာဝရငင်းချမ်းရေးဆိုတာဘယ်တော့မှရောက်လာမှာမဟုတ်ပါဘူး။နှွေးနဲ့နိုင်ဂျယ်တို့ကတော့သူတို့ရဲ့ခီးစဉ်ကိုရက်ပြီးလုံမဏီဥယင်အတွင် စီတန်းနေတဲ့ဗုဒ္ဓဆင်းလူတော်တွေစီ ဝင်ရောက်လဲပတ်ဖို့ရာ စိတ်ကူးမရှိကြပါဘူး။ပူပြင်းဆွဆူတဲ့ရာသီဥတုအတွင်ပေါ်ထွက်နေတဲ့ညူရီချားမှာ ထိုးထိုးထောင်ထောင်တည်ရှိနေတဲ့တောအုပ်တောင်ကုန်းတွေအရှိကဇီဒီအရိတ်တွေရဲ့စိတ်အေးချမ်းစရာကောင်းမှုကိုတွေးမနေအားကြပါဘူး။ကြိုက်ထီယိုဖျားဖဲ့လှဲ့ဝင်ဖို့လဲအချိန်မပေးနိုင်ကြပါဘူး။ကြိုက်ထီယိုဖျားတည်ထားတဲ့ကြောက်တုံးကြီးဟာစံကြီးတမြင်လောက်ကြွတ်တက်နေတယ်လို့ယုံကြည်ထားကြပါတယ်။ရွှေရောင်စုမုန်နဗန်းသမားကြီးလို့ကြွားကြွားဝင်းဝင်းတည်ရှိနေတဲ့ ကြောက်တုံးကြီးဖြစ်ပါတယ်။ဒီမြေရဲ့ခန္ဓာထယ်ဝမှုတွေဟာစစ်ပွဲတွေနဲ့ပြည့်နေနေတယ်ဆိုတာယုံကျင်စရာမကောင်းပါဘူး။စစ်ပွဲတွေဆိုတာနောင်ရီးကိုမမျော်တွေးနိုင်တဲ့ဖြုံးတီးမှုတွေပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးပဲရန်ကုန်ကနေအပျော်ခရီးထွက်ချင်စိတ်မရှိကြပါဘူး။အီယာဝဒီမြဝကျွန်းပေါ်ဒေသကိုဖြတ်ပြီးနှစ်နာရီလောက်ကားနဲ့သွားလိုက်တာနဲ့ပင် သွားနဲ့သွားလိုက်တာနဲ့ပင်လေကန်းကြီးတွေရှိရာရောက်နိုင်ပြီမဲ့နှွေးဟာပင်လေကိုတခါမှမမြင်ဘူးပါဘူးသူတို့နှစ်ယောက်ဟာအလဲဘက်ခီးတို့ဖျားဘူးခီးတို့ကိုအာယုံမထားကြပါဘူးနှွေးဆိုရင်ဖျားတဆူဖူးတာဟာဖျားအလုံးကိုဖူးပြီးသားဖြစ်သွားတာပဲလို့ခံယူထားသူဖြစ်ပါတယ်သူတို့နှစ်ယောက်ဒူးထောက်သွားတဲ့အထိစိတ်ညွတ် စိတ်ညွတ်နူးသွားအောင်လုပ်နိုင်တာမျိုးကမှတကယ့်အလှလို့ပြောရမလို့ဖြစ်နေပါတယ်။အဲ့ဒီတကယ့်အလှဆိုတဲ့အမျိုးအစားထဲမှာသူတို့လက်ထက်ချင်တဲ့မိန်းကလေးတွေရဲ့အလှလဲပါခြင်းပါနေမှာပေါ့လေ။တကယ်တော့နွေးနဲ့နိုင်ဂျယ်တို့ဟာ ခန္ဓာထွေဝါတဲ့ရှုမျောခင်းတွေအစားတိုင်းပြည်တနန်တလျာစင်းရဲမွဲတီနေတာကိုပဲမြင်နေကြတာပါ။ ခြိနေတဲ့တိုင်တွေထူပြီးတက်ငယ်မိုးတဲ့အိမ်တွေက မြင်ကွင်းတဆုံးအထိပါပဲလဲသမားတယောက်မောင်းလာတဲ့နွားလဲကိုကြိလိုက်ပြန်တော့လေလူရောနွားပါအာဟာရချို့တဲ့နေပုံပေါ်နေရဲ့ကြည်လင်မြင်ကွင်းကိုမျက်လုံးမှေးပြီးကြည့်ရင်တော့လှပတဲ့ရှုခင်းလိုမြင်ရပါတယ်အနောက်နိုင်ငံကစိတ်ကူးရင်သမားတွေလာကြည့်ရင်တော့သဘောကျကြမှာပါသူတို့က21ရာစု ဆက်မှုမြင်ကွင်းတွေကိုအသက်မပါတဲ့မြင်ကွင်းတွေလို့ယူဆထားကြတော့ခေနောက်ကြနေတဲ့မြမပြည်ကမြင်ကွင်းတွေကိုအကြိုက်တွေ့နိုင်ကြပါတယ်။လုံကြီးဝတ်ထားတဲ့လဲသမားတစ်ယောက်ကကျွဲတကောင်ဆွဲပြီးလေးလေးကန်ကန်သွားနေတဲ့မြင်ကွင်းမျိုးအနားဝိုင်းကြီးကြီးနဲ့အိုးထုပ်တစ်လုံးစောင်းထားတဲ့လူတစ်ယောက်ကတံပန်တစည်းပေါ်မှာထိုးဝါးတစ်ချောင်းနဲ့ထိုးပြီးကြာရွက်ကြီးတွေ ခရမ်းရောင်ဗေဒာပန်းတွေအလဲမှာခီးနှင်ရင်းကလေတော်တချင်းတပုတ်ကိုအတန်နေအတန်ထားနဲ့စူနေတဲ့မြင်ကွင်းမျိုးအန်တီကနိုင်ငံတကာကိုခရီးသွားလုပ်ငန်းတွေတားဆီးပေးဖို့တောင်းဆိုလိုက်တာဟာစစ်အုပ်စုက1996ခုနှစ်ကိုမြမခီးသွားနှင်းလို့ကြေညာလိုက်တာကိုဒိုက်ရိုက်တုံ့ပြန်လိုက်တယ်လို့ကွက်တီဖြစ်သွားခဲ့ပါတယ်စစ်အုပ်စုဟာခရီးသွားလုပ်ငန်းခီးစဉ်ကို လုံးဝထိမ့်ချုပ်ထားတာမို့အကျဉ်းထောင်တွေရှိကိုသွားခွင့်မရှိပါဘူးရန်ကုန်မြို့မှာမြန်မာ golf club ကစောက်လုပ်ဖို့အတွက်ခရိုနီတွေကအထက်မြင့် hotel တွေစောက်လုပ်ဖို့အတွက်လူထောင်ပေါင်းများစွာကိုဂယုနာကြီးမပေးပဲနေရာရွှေ့ပြောင်းပစ်တာမျိုးတွေကိုလည်းမြင်ခွင့်မပေးပါဘူးသူတို့နှစ်ယောက်ထိုင်းနယ်ဇက်ကိုချင်းကပ်နေတဲ့အချိန်မှာ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေကလည်းရှုပ်ထွေးနေတုန်းဖြစ်ပါတယ်။နှွေပင်တို့ကသူတို့ရဲ့ခြေချင်းဝတ်တွေကိုတဖြက်ဖြက်ရိုက်လို့သူတို့ခြေညက်ဖနက်တွေကရွှွန်တွေမှာကက်ကက်သွားလို့ခြေသလုံးတွေမှာရွှွန်ပွက်တွေဆင်လို့တစ်ပင်ကြီးတွေရဲ့ပင်စည်ပေါ်မှာထွင်းထားတဲ့သရီကံပုံအမှတ်အသားတွေကမြစ်စည်သွားရလန်းကိုညွှန်ပြနေပါတယ်။အဲ့ဒီလန်းဟာ မြန်မာနယ်စပ်မြို့လေးဖြစ်တဲ့မြော်ရီမြို့ကိုဖျက်သွားစရာမလိုသလိုထိုင်းမြန်မာချစ်ကြည်ရေးတရားကတရားဝင်ဂိတ်စခန်းကိုလည်းဖျက်သွားစရာမလိုပါဘူးဒီလန်းကဝေးတော့ဝေးပါတယ်ပြည်ပရောက်နေသူတွေရဲ့မြို့တော်ကိုရောက်ဖို့အတွက်ဝေးဝိုက်သွားရတဲ့လမ်းတလန်းဖြစ်ပါတယ်ပြည်ပရောက်နေသူတွေရဲ့မြို့တော်မှာကတော်လန်ရေးအိမ်မက်တွေနဲ့ပြည့်နေနေသလို့ ဘဟုတုတတွေဖြည့်စည်းနိုင်တဲ့နေရာလေးဖြစ်ပါတယ်။နှွေးကတော့ပြပရောက်နေသူတွေကိုတောင်ပန်တွေဖြန့်ကားပြီးပြန်တန်းနေကြတဲ့လက်ပြားတွေရဲ့လို့စိတ်ထဲမှာခံစားထားပါတယ်။မဲဆောင်စီထွက်ပြေးသွားကြတဲ့လူတွေကိုသူသိပါတယ်။သူ NLD ကိုစရောက်ခါစတီကျွမ်းခဲ့ရတဲ့မိတ်ဆွေဟောင်းတူလေးပါပါတယ်။အဲ့ဒီမိတ်ဆွေကရွှေဝါရောင်တော်လန်ရေးကာလမှာ တတန်းတိတ်မကြလိုက်တဲ့ကုံစည်းနှုံကြဆင်းရဲကောမဒီကိုဖွဲ့စည်းခဲ့သူဖြစ်ပါတယ်။အဲ့ဒီနောက်တိတ်မကြခင်မှာပဲသူဟာ သူ့ရဲ့တရားဝင်ရှေ့နေလိုင်းစင်ကိုကိုင်းပြီးရှေ့နေလက်သဆုပ်စာလောက်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေဖက်ကနေအချင်းဤခုခံရှောက်လဲပေးတဲ့အလုပ်ကိုလုပ်ခဲ့ပါတယ်။2008ခုနှစ်အောက်တိုဘာလအတွင်းမှာအမှုတဲ့အုပ်စုတစုဟာ သူတို့ကိုစီရင်ချက်ချတော့မယ်ဆိုတာသိတာနဲ့တရားသူကြီးကိုကြောပေးပြီးတပိတ်မှောက်ခဲ့ကြပါတယ်။သူမိတ်ဆွေဟာအဲ့ဒီလောက်ရကိုအားပေးအမြောက်ပြုတ်တယ်ဆိုပြီးတရားရုံးကို မထီမဲ့မြင်ပြုတ်တယ်လို့ဆွဆွဲတာခံရပါတယ်။နောက်တနေ့မှာတရားရုံးကိုလာရောက်ပြီးအမှုရင်ဆိုင်မှုစင့်ခေါ်စာထုတ်နေတဲ့အချိန်လက်ထောက်တရားသူကြီးခဏအနားယူတာကို အခွင့်ကောင်းယူပြီးတရားရုံးကနေ လစ်ထွက်ခဲ့ပါတယ်။နောက်ကိုလှဲ့မကြည့်စတဲ့ထွက်ပြေးခဲ့ပြီးတောင်တွေကျော်တောတွေဖြတ်မြစ်ကိုကူးသွားခဲ့တာပါ။အခုတော့သူကမြို့တနေရာကမြန်မာနိုင်ငံရှိနေကောင်စီမှာအလုပ်လုပ်နေပါတယ်။မင်းဆောင်မှာဖွဲ့စည်းထားတဲ့အ ਨੇ ဆုံးသဒ္ဒါစင်လောက်ရှိတဲ့ပြည်ပရောက်နေသူ အဖွဲ့အစည်းတွေတဲကအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီမှာသူတို့ဟာတင်နန်းတွေတက်ခွင့်ရကြတယ်။ တိုင်းပြည်ရဲ့အခြေအနေကိုစောင့်ကြည့်ပြီးသတင်းတွေကိုပြည်တွင်းရော တကမ္ဘာလုံးမှာပါ ဖြန့်ဖြူးတာလောက်ကြတယ်။နိုင်ငံတကာကအကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေအစိုးရတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလောက်ကြတယ်။တိုင်းရင်းသားအုပ်စုတွေနဲ့ဆက်သွယ်တယ်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဖက်ဒရယ်ဝါဒထူထောင်နိုင်ရေးဖျားเจ้าတွေဖျားရှိခိုးเจ้าတွေဖွင့်ပြီးတိုင်းရင်းသားဘာသာစကားတွေ တင် जा ခွင့်ရရေးကိစ္စတွေမှာအကူအညီပေးကြတယ်။အင်တာနက်ပေါ်လာတဲ့အခါကျတော့ပြည်ပရောက်နေသူ အဖွဲ့အစည်းတချို့ဟာမဲဆောက်မှာဤပညာဆိုင်ရာ ထိန်းချုပ်စင်တာတခုထူထောင်ပြီးပြည်တွင်းမြေအောက်လှုပ်ရှားမှုတွေကို အထောက်အကူပြုကြတယ်။သူတို့ရဲ့အင်တာနက်စင်တာဟာအဆင်ပြေပါတယ်။ဆိုင်ဘာစင်စာလောက်တာမရှိပါဘူး။ဒါအပြင် ြည်တွင်းဆဲဖုန်းကွန်ရက်ကိုချိတ်ဆက်လို့လဲရတတ်ပါတယ်။မြန်မာနိုင်ငံမှာကဆဲဖုန်းနည်းပညာကို အထင်အစိုးရထိန်းချုပ်ထားတဲ့ကုမ္ပဏီနှစ်ခုကပဲလဝယ်ကြီးအုပ်ထားတာဆိုတော့နိုင်ငံခြားဖုန်းပြောရတာလွတ်လပ်မှုမရှိပါဘူး။သူတို့ရဲ့အင်တာနက်စင်တာကလှမ်းချိတ်ဆက်ရင်တော့ခိုးနားထောင်ဖို့တိတ်မလွယ်တော့ပါဘူး။သူတို့အားလုံးဟာ ထိုင်းအာနာပိုင်တွင်နှကောင်းမရှုံမချင်းမဲဆောင်မျိုးကတေလီကြိုးတွေနဲ့အတူလွတ်လပ်စွာ နေထိုင်နိုင်ကြပါတယ်။နိုင်ငံရေးအရာတိမ်းရှောင်လာရတဲ့ဒုက္ခသည်တွေရှိသလိုလူလိန်လူညာတွေလည်းရှိပါတယ်။ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့နှွေးမှာမိတ်ဆွေဟောင်းနေစီ သွားလဲပတ်ခြင်းစိတ်မရှိပါဘူး။နိုင်ဂျယ်ကတော့မဲဆောင်နဲ့ပတ်သက်ရင်အတိတ်ကအရေးလေးတွေရှိပါတယ်။ အရင်ကရောက်ဖူးခဲ့တဲ့အပြင်ရွှေပရွှေပြောင်းလှုပ်သားဘဝနဲ့လည်းနေထိုင်ခဲ့ဘူးသာကိုအကျဉ်းနာကင်းမဲ့မှုတွေကရှိနေတုံးဖြစ်ပြီးလူမျိုးရေးအမြင်ကျင်းမြောက်မှုကိုကင်ဆွဲထားလို့ကတော့အလုံးမဖြစ်ဘူးဆိုတာသူနားလည်ထားပါတယ်လူလူချင်းအကဲဖြတ်တာဟာဇယိုက်လက္ခဏာကိုတာကြည့်ပြီးအကဲခတ်ရတာပါအဲ့ဒီတုန်းကမြစ်သေးကိုမှတ်ပုံတင်ကြပြောက်ခူးပါတယ် ြေနဲ့ဆရာကောင်းတာကသူဘယ်သူလဲဘယ်အဖွဲ့အစည်းကလဲဆိုတာသိနေကြတော့မှတ်ပုံတင်မပါပဲသွားသွားလာလာလုံနိုင်ခဲ့ပါတယ်သူမိဘနှစ်ပါးလုံးအဖမ်းခံရပြီးဝင်ငွေမရှိတဲ့အခါသူ့ယောက်ဖတစ်ယောက်နဲ့အတူမဲဆောက်ကိုလိုက်လာခဲ့တာပါအဲ့ဒီတုန်းကသူဟာ9ရက်9လ69တတိုင်းပြည်လုံးအုံကြွမှုတွေလုံမဲဆိုတဲ့ဖြစ်ခဲ့တဲ့စမ်းစီမံချက်ဟာ ဒီမှာရောက်လာအခြေချနေကြတဲ့ရှေ့ရဲ့ရှစ်လ88ပြည်ပရောက်နေသူတွေစီကလာခဲ့တာဆိုတာမသိခဲ့ပါဘူးအဲ့ဒီတုန်းကသူဟာဒီထိုင်းနိုင်ငံမြို့ငယ်လေးမှာ အနောက်နိုင်ငံဘက်ကစေတနာရှင်တွေရဲ့နာအာဖာစန့်ကျင်ရေးနဲ့ပတ်သက်ရင်အကူအညီပေးမှုတွေရှိတယ်ဆိုတာစွမ်းရည်မြင့်တင်ရေးအလုတ်ယုံစေးနွေးပွဲတွေရှိတယ်ဆိုတာမသိခဲ့ပါဘူး အဲ့ဒီတုန်းကသူဟာထိုင်းနိုင်ငံနေဆက်မှာ အထူးသဖြင့်ကရင်လူမျိုးတွေအတွက်ရည်စူးတဲ့ဒုက္ခသည်စခန်းခုနှစ်ခု ရှိတယ်ဆိုတာမသိခဲ့ပါဘူးအဲ့ဒီတုန်းကသူသိခဲ့သမျှမဲဆောက်ဆိုတာစုတ်ချာချာမြဝတီမြို့ရဲ့တစ်ဖက်ကမ်းမှာရှိတယ်ဆိုတာတိုက်ပွဲတွေဖြစ်ရင်အသွားအလာမရှိအောင်လမ်းတွေပိတ်ထားတယ်ဆိုတာ ညမပြည်ဘက်ကနေအလုတ်လာလုတ်ကြတဲ့ရွှေပြောင်းလုတ်သားတွေနဲ့စီကားနေတယ်ဆိုတာတော့ပါပဲတဖက်ကန်းရောက်သွားတာနဲ့ကောင်းကင်အစ်တစ်ခုအောက်ရောက်သွားတယ်လို့ပါပဲမြန်မာနိုင်ငံဘက်ကမြဝတီမြို့ကတော့အသေးရောင်အတဝါရောင် အသေးရောင်အတဝါယောဂါဆွဲကတ်ချင်းခံနေရတဲ့လူလူဝါထိန်နေပါတယ်။သုံးပြီးသားဒီဇယ်တွေကို ပြန်သုံးနေတဲ့ ြုတ်ပြင်းဖာထေးထားတဲ့ကားတွေနဲ့အတူလမ်းပေါ်တက်နေနေတဲ့စိုက်ကားတွေဟာတဲအိမ်ငယ်လေးတွေရဲ့အမိုးစွန်းတွေနဲ့လွတ်အောင်နင်းနေကြရပါတယ်။အဲ့ဒီတဲအိမ်လေးတွေဟာတစ်ဖက်ကမ်းမှာအလုတ်သွားလုံမဲ့လူတွေကခိတ္တတဲခိုရအဖြစ်ငှားရမ်းတဲခိုကြတဲ့တဲအိမ်လေးတွေ ဖြစ်ပါတယ်။တောင်ကုန်းတစ်ခုရဲ့ထိတ်မှာတော့ဆေးရောင်တွေ ပြဲလွင့်ပြီးအုတ်ကျမိုးတွေကွဲ့အပ်နေတဲ့ အာယုံခံတစောင်းတွေနဲ့အတူတည်ရှိနေတဲ့ဇီဒီတဆူရက်တည်နေပါလေ။အေယာမရောဘာတိုင်ယာကြီးတွေဒါမှမဟုတ်လှေငယ်လေးတွေကလည်းပိန်လီလီလူသားတွေကို တင်ဆောင်ပြီးတောင်ရင်မြင့်ထိုင်းနိုင်ငံဘက်က အခေါ်အရမွေမြစ်ကိုကူးချီတန်းချီလုပ်နေကြပါတယ်။ဟုတ်ကဲ့ပါရှင်။ ဒီနေရာလေးမှာပဲအပိုင်း၁ကိုခိတခဏရက်နာပြီးလာမဲ့အပိုင်း၁၄တွေအတွဲဆက်လက်စောင့်မျှော်နားဆင်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမ Venus ပါ